ကိုထင်လောက်လေးလည်းမရခဲ့တော့ငါမင်းသမီးပဲလောက်တော့မလားဗောအဲမင်းသမီးလောက်ရင်လည်းတယောက်ဆောင်တယောက်ဆောင်တာဗောနော်လော်ရော့လယ်မနီပို့ပို့ပြီးတော့ခတ်တယ်ဗောနော်မင်းသမီးကအဲ့လိုဆိုတော့အဓိကအားလုံး perfect ဖြစ်တော့မှထပ်ပြီးတော့ထပ်ပြီးတော့ campaign လောက်တာပို့ပြီးတော့ကောင်းမယ်လို့ထင်တယ်ဗောနော်ကြိုင်နာပြီးဒါလည်းမကြသေးဘူးအကောင်းဆုံးလေးလောက်ခဲ့ဒီလို result လေးရရဲ့အတွက်လည်းစလားကျင်းနေပါးနောက်ထပ်နောက်ထပ်စတက်လမ်းဖို့ဟိုအရာတစ်ခုအတွက်ဒီအရာက step တစ်ခုလို့ဆိုတော့လေနော် ရွှေကျိုးဖြစ်ပြီးနောက်ပိုင်းပြောင်းလဲသွားရွှေကျိုးမတိုင်ခင်ကကြာတော့ဓပုံရရင်ဘယ်လိုနေရမလဲဘယ်လိုပြုမူရမလဲဘယ်လိုလေးဗီဒီယိုရိုက်နေရမလဲမသိဘူးအခုကြာအရန်နေဘယ်နေထားမှာငါဘယ်လိုနေမလဲဘယ်နေထားဘယ်လိုနေမလဲပေါ့နော်အဲ့လိုမျိုးကစတိုးတက်လာပြီလို့ထင်ပါတယ်ကိုကိုဟုတ်အကုန်လုံးတော့ပြောကြပါတော့ဆီလာအမအမငယ်နဲ့ဆီလာပြန်လို့အဲ့လိုလဲပြောနေမယ်ဆီလာအခုမှဒီပွဲပြီးသားတွေလည်းမကြောက်ဘူးဟိုဘလောက်ပဲဝမ်းမနေဘူးပြောပြောစိတ်လေးရောခံစားရလေးနော်ကိုဖြစ်ကိုကို မှန်ထားတလောက်လေးမရတော့ဒါမှမဟုတ်လေစလာအရှုံးလက်ခံပြီးတော့အကောင်းဆုံးတော့ဆက်လက်ကြိုးစားသွားမယ်ဖေပွဲထက်ကြိုင်းလဲဆိုတော့အဲတေချာမဆုံးဖြစ်ရသေးပြီမယ်စလာကမှလိုအပ်တဲ့ဒီအချက်လေးတွေကိုစလာပြန်ပြီး fix အရင်ဆုံးလုပ်မယ်ကိုကိုအရင်ဆုံးပြုပြင်ပြီးတော့မှတကယ်ကိုတေချာပြီးဆိုလို့ရှိရင်တကယ်ကိုကောင်းနေပေါ့နော်ဒီပွဲလေးကို ခံပတ်လို့ပို့တော့ရှိပါတယ်လို့အာကိုရဲ့လိုအပ်ချက်တွေကကြတော့လိုအပ်ချက်ကကြတော့အများကြီးပဲပေါ့နော်တယောက်နဲ့တယောက်တော့မတူဆီလာဒီဒီပွဲမှာလည်းအကောင်းမွန်ဆုံးကြိုးစားခဲ့တယ်အဲ့လိုမျိုးကိုကိုကဒီမှာကျင့်တာထက် international stage ပေါ်ရောက်လို့ရှိရင်ဒီ stage pressure တွေပြီးတော့အဲ့လိုမျိုး backstage က pressure အမျိုးစုံပဲပေါ့နော်ဟို ဘယ်လိုပြောရမလဲကိုကဒီဘယ်နေရာမှာဘယ်လိုလုပ်မလဲဘယ်နေရာဘယ်လိုလုပ်မလဲထန်းလှဲ့တာကအစဘယ်လိုလေး post လုပ်မလဲအစအများကြီးစဉ်းစားရတယ်အဲ့ဒါမှကိုကမူကထက်ထက်သွင်းရသေးရပါတော့အမျိုးဆုံးပဲအဲ့ဒါကြောင့်ဆလာအဲ့ဟာတွေကိုတိတိကျကျလေးပြန်ပြင်ဆင်မယ်ပြီးရင် cut word cut word တွေပြင်ဆင်မယ် um ပြောမျက်နှာအမူအရာဘာညာအဲ့လိုလေးလေးပြန်ပြင်ဆင်ပါမယ်ပြီးတော့ body transform လေးလုပ်ပြီးတော့မှတိတိကျအဓိကအားလုံး perfect ဖြစ်တော့မှထပ်ပြီးတော့ ထပ်ပြီးတော့ campaign လုပ်တာပို့ပြီးတော့အကောင်းမယ်လို့ထင်နေပေါ့နော်။ကြိုင်နာပြီးသားလည်းမကြသေးဘူး။အကောင်းမဆုံးလည်းလုပ်ခဲ့ရဲ။ဒီလို result လေးရရတဲ့အတွက်လည်းစလားကျင်းနေပါရင်နောက်ထပ်နောက်ထပ် step လမ်းဖို့ဟိုအရာတစ်ခုအတွက်ဒီဟာက step တစ်ခုလို့ဆိုတော့လေနော် career တစ်ခုနဲ့တစ်ခုကတော့အမ်အဲနောက်ခုလောင်းကတော့တစ်ခုနဲ့တစ်ခုကခက်ခဲရရေဒီကိုဟိုဟိုင်းကမတူဘောเนาะလို့မင်းသမီးကြောက်လဲဟိုဘယ်လိုပြရမလဲတေချာချာဒီတရုပ်ဆောင်ရတဲ့အပိုင်းနေဒီကင်မရာယူရတဲ့အပိုင်းနေကိုတေချာချာလေးပြန်ပြီးတော့လောက်ရမင်းသမီးကလဲလုံးမှာပါစီလာစီလာလုံးမှာပါဒီ miss ကကြတော့စီလာတို့ပွဲပေါ်တက်သွားပြီဆိုလို့ရှင့် ူကလေအဲ့လိုမျိုးမှားလို့မှားပြီးတော့မှားလို့ရှိရင်ပြန်လျှောက်လို့ရတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်ကိုကတစ်ခါလုတ်တယ်ဒီတစ်ခါကိုပဲမှန်အောင်လုပ်အောင်ပဲပေါ့နော်အဲ့လိုမျိုးဆိုရင်အဲ့လေးရောနည်းနည်းကွာပါစတာတော့ဒီအမှုပညာဆိုကြတဲ့ဟိုကဘယ်ဟာလေးပဲဖြစ်ဖြစ်ကိုစီလားကိုကအမှုပညာမို့ဘာလေးပဲလုံးလုံးကိုကိုဘက်ကရော့မနေအောင်ပေါ့နော်အပြည့်ဖြစ်အောင်တော့လုံးလုံးလုတ်သွားမှာပေါ့ပေါ့နော်ဟုတ်လက်တလို့စိတ်ချနေရတော့အခုမှပွဲပြိုင်ပြီးသွားတာဆိုတော့အော်ငါဒီလိုမျိုးပေါ့နော် ကိုထင်လောက်လေးလည်းမရခဲ့တော့ငါမင်းသမီးပဲလောက်တော့မလားဗောအဲမင်းသမီးလောက်ရင်လည်းတယောက်ဆောင်တယောက်ဆောင်နာဗောနော်လော်ရော်လယ်မနီပို့ပို့ပြီးတော့ခတ်တယ်ဗောနော်မင်းသမီးကအဲ့လိုဆိုတော့လောက်အောင်ပါအဓိကပြိသက်ချစ်တဲ့အမှုပညာရှင်ကောင်းတယောက်ဖြစ်လာဖို့ပို့ပြီးတော့အဲဆက်ရထက်တန်နေဗောနော်ဟုတ်ဘလိုလေးထပ်ပြီးတွေ့မြင်ရမှုရှိလဲဆိုတော့ဆီလာ secret ပါဆီလာအကြီးတစ်ခုရှိပါသေးရဲ့အကြီးရများတယ်တယောက်ဆောင်ဘက်ပါတယောက်ဆောင်ဘက်ပါရှင် မပြောပြသေးဘူးအကြီးအတော့ကိုပြင်ဆင်မှုကဆီလာအခုဒီဟိုဟာရုပ်ရှင်စီရင်ဟာဒီအနုပြအဲတိကျဆောင်တင်တန်းလေးဖွင့်တာပေါ့နော်ဆီလာအဲ့အလေးလေး join ထားရပေါ့နော်ဘာလို့ဆိုတော့အမ်အေးရဆီယာဆီယာမအေးရလဲဆီလာကိုပြန်ပြီးတော့အာခေါ်ရပေါ့နော်ဟိုဟာဖြစ်ဖို့ရွှေကြိုလည်းဖြစ်ခဲ့ရောသူတို့ကလည်းဆီလာကိုလာ join ပါလာပေါ့နော်အဲ့ဆိုတော့ဆီလာဒီတန်းန်းလေးတက်တက်ဖြစ်ဖို့ရှိပါတက်မှာပါဟုတ်အဲ့ဒါဆီလာတို့ပြော အတင်းနော်အတင်းနော်နောက်တစ်ခုကတော့ပြောပြသေးပါဦးရွှေကျူဖြစ်ပြီးနောက်ပိုင်းပြောင်းလဲသွားရွှေကျူမတိုင်ခင်ကကြာတော့ဓပုံရရင်ဘယ်လိုနေရမလဲဘယ်လိုပြုမူရမလဲဘယ်လိုလေးဗီဒီယိုရိုက်နေရမလဲမသိဘူးအခုကြာအရန်နေဘယ်နေထားမှာငါဘယ်လိုနေမလဲဘယ်နေထားဘယ်လိုနေမလဲပေါ့နော်အဲ့လိုမျိုးကစတိုးတက်လာပြီလို့ထင်ပါတယ်ကိုကိုဟုတ်မိုးကတော့ဟိုဖြစ်စေချင်တာပေါ့အဓိကဟို သူကဆီလာစူးစားနေယူသူကဘယ်ဘက်မှာစူးစားစူးစားသူကအနောက်ကနေအမြဲတမ်း supporting ပေါ့နော်ဆီလာဒီဥမာရုပ်ရှင်ရိုက်မယ်ဆိုလို့ရှင်လဲသူကအနောက်ကနေအဲ့လိုမျိုးပေါ့နော် manager ရောအကုန်လုံးထုတ်ဆဲပြီးတော့ like ပေးမယ်အမိုးဆိုတာလေနော်ကိုကအခုနိုင်ငံခြားသွားရလဲအမိုးကနောက်ကနေ like ပြီးရင်ကိုကကိုထင်တဲ့လောက်မရတော့သူကငိုကိုကမငိုอ่ะအမိုးကပူငိုပဲပေါ့နော်အဲ့လိုဆိုတော့အမိုးကတော့ဆီလာစူးစားနေဒီဘာလေးပဲစူးစားစူးစားသူကအနောက်ကနေ supporting အပြည့်လုံးမှာပေါ့နော်ဟုတ် အအနုပညာလောက်က16နှစ်ကလေ Miss D Miss Icon Miss Icon မြန်မာအဲ့တုန်းကကြတော့16နှစ်ပဲရှိသေးတယ်။ဆလာကအဲ့အဲ့တုန်းကလည်းထိုင်းမှလာမသိပြိုင်ဘလို့ဒါမဲ့ဆလာကအကြောင်းလည်းမပြီးသေးတော့မလုတ်ခဲ့ရဘောနော်အခုမှပြန်လုတ်တာဆိုမှဟုတ်16နှစ်လောက်ထဲရဘောနော်အဓိကအကြောင်းဆိုတဲ့အကြောင်းဒီအနုပညာဆိုလဲအနုပညာမြင့်မြတ်တတဘောနော်အားပေးရဘောအကြောင်းမပြီးခင်တော့တော့ဆလာကိုပေးမလို့ဘောအခုအကြောင်းလည်းပြီးသွားအကုန်နိုင်ငံသားတွေပါလေလိုက်သူကိုယ်တိုင်အဲ့လိုမျိုးဆိုတော့ တရုတ်ဆောင်တာစင်ပေါ်မှာနေတာဒီ perform ဒီ performing လုပ်နေရရင်စိတ်ကလေပျော်နေတာဘာဘလောက်ပဲနောက်ကနေလေ pressure ရှိရှိကိုကဒီလေဒီကင်မရာရှိမှနေရတာဒီပရိသတ်ရှိမှဒီလိုမျိုးပေါ့နော်ကိုတက်နိုင်သလားလုံနိုင်သလားအစွမ်းစားလေးကိုချပြရနေတယ်ဟိုဆလဆလစိတ်ထဲရောပေါ့နော် in drawing ဖြစ်တာပေါ့နော်အဲအကြောင်းမလို့ဒီ နုပညာရောတကယ်အရန်အရန်ချစ်တယ်ဆီလာဂရိုင်းလည်းတိတိရှိရှာဗာလေးပဲလှုပ်လှုပ်ဟိုအများကြီးအပြည့်ချပြရည်ဆိုဆိုတော့အရှိရှောက်လည်းဆက်လက်ပြီးတော့လှုပ်သားမှာပါလို့ဟုတ်ဆီလာအခုလေးသွားပြိုင်နေတောက်လျှောက်လေးဆီလာအတွက်အင်အားကလေပြိပြိတ္တိပြိတ္တိဆီလာကိုချစ်တဲ့သူတွေပေါ့နော်ဆီလာကိုချစ်တဲ့သူတွေပဲသူတို့ဒီလိုမျိုးဆီလာကို အားပေးလို့သားဆီလာလေး အခုလိုမျိုးပြန်ပြီးတော့လေပြုံးပြုံးပြောနေနေနိုင်တာပေါ့ဆရာကိုကကိုစစဖြစ်နေတာလို့ဆီလာကြောင်တတောင်ပဲဖြစ်နေတာပေါ့နော်ဒါပေမဲ့အားပေးစကားလေးပြောကြရဲဆီလာကအရှုံးမပေးနဲ့ကြိုးစားအဲ့လိုမျိုးလေးပြောပြီးဆီလာအတွက်အားပဲနေနော်ဆိုတော့အရန်ကျေးဇူးတင်နေဆီလာစိတ်ပြောင်းလုံးပြီးလို့ရှိရင်လေဆီလာ ဟိုထင်သာတလောက်မဖြစ်လာခဲ့ဘူးဟိုအားပေးတလောက်မဖြစ်လာခဲ့လို့ရှင်နေစီလာအစားဘက်ကအများကြီးတောင်းပန်နေပေါ့နော်စီလာရှေ့ရှောက်အများကြီးအများကြီးအများကြီးကြိုးစားသွားပါမယ်လို့စီလာပြောချင်ပါတယ်စီလာကိုချစ်ပေးကြပါစီလာကိုစောင့်စောင့်ကြည့်ပေးကြပါအားပေးကြတဲ့သူကြောက်ချင်စီတိုင်းလို့စီလာကျေးဇူးကျေးဇူးအများကြီးတင်ပါရှင်အားလုံးချစ်တယ်